အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာတော့ရှေးဦးတူနာပြုစုနေအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ပြောပြပေးရမယ့်ခေါင်းစဉ်တွေကတော့နှလုံးမခုန်တော့တဲ့လူနာကိုနှလုံးခုန်အောင်ကျွန်တော်တို့ဘယ်လိုပြန်လုပ်မလဲပြီးတော့ထိခိုက်ဒဏ်ရာရထားတဲ့လူနာကိုကျွန်တော်တို့တွေးတွေထပ်မထပ်အောင်တွေးထွက်လွန်တာဖြစ်ပြီးမသိဆုံးအောင်ကျွန်တော်တို့ဘယ်လိုကယ်တင်မလဲပြီးတော့ မီးလောင်တန်ရာရတာတဲ့လူနာကိုကျွန်တော်တို့ရှေးဦးတူနာပြုစုတဲ့အနေနဲ့ဘယ်လိုကဲတင်မလဲဒါတွေကိုကျွန်တော်ပြောပြပြီးတော့မှာဖြစ်ပါတယ်ပြီးခါကျတော့ရှေးဦးတူနာပြုစုနဲ့ပတ်သက်ပြီးအယူအဆအလွဲတွေကိုလည်းကျွန်တော်ပြောပြပြီးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကလူနာတရားကိုကဲတင်တော့မယ်ပေါ့ကျွန်တော်အဲ့လူကိုမကဲတင်ခင်ကျွန်တော်တို့ကအဲ့လူကိုအရင်ဆုံးစမ်းစစ်ရမယ်အဲ့လူကသတိမေ့မျောနေလားဒါမှမဟုတ်ရင်ကျွန်တော်တို့စကားပြောတာကို तू ပြန်ပြောနိုင်လား तू ညီးတန်ထွက်နေလားပြန်ခြေထောက်တွေလက်တွေ လှုပ်လာလှုပ်ရှားလို့ရလားဒီရတွေကိုကျွန်တော်တို့အရင်ဆုံးစမ်းစစ်ရမယ်ပေါ့နော်တတိမိနေတဲ့လူနာပဲဖြစ်ဖြစ်နိုးနေတဲ့လူနာပေါ့နော်ဒီလိုစကားပြောင်းပြောင်းမှုရှိရ response ရှိရပေါ့နော်တတိရတဲ့လူနာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဲ့လူနာကိုပထမဆုံးပါလို့ရမယ်ဆိုတော့ကျွန်တော်အန်ရင်နဲ့လုကင်းတဲ့နေရာကိုရွှေ့ရမယ်ရွှေ့တဲ့နေရာမှာလည်းသူ့ပုံစံရှိရဒီတိုင်းလက်တွေခြေထောက်တွေအဲ့လိုတွားဆွဲလို့မရဘူးအခါကြရင် ခါးတွေပါထိတာရဆိုအာယုံကြောတည်သွားတော့ဘာလို့ဖြစ်နိုင်လဲကျွန်တော်တို့ပိတ်မိနေတဲ့လူနာဆိုရင်ဒါအတက်နိုင်ဆုံးကျွန်တော်တို့ခါကိုဂယူးဆိုင်ပြီးတော့ဘောနော်ခါကိုလှုပ်ရှားမှု မရှိအောင်တေချာဂယူးဆိုင်ပြီးတော့အပြင်ကိုဆွဲထုတ်ပေးရမယ်ဘောနော်ဒါပိတ်မိနေတဲ့နေရာလူနာတွေညံ့မိနေတဲ့လူနာတွေဆိုရင်အထိကတော့ခါဘောနော်ခါကိုထပ်ပြီးတော့မထိစေချင်တာအဲ့အတွက်ပါ ကျွန်တော်တို့လူနာကိုထန်းစင်ပေါ်ဘယ်လိုတင်မလဲဗောနော်စတက်ချာပေါ်ဘယ်လိုတင်မလဲဆိုရင်ကျွန်တော်လူနာကိုအလန့်နေထားအိတ်ခိုင်းလိုက်မယ်အိတ်ခိုင်းပြီးတော့ကျွန်တော်တို့မလုပ်မလဲဆိုတော့ခါးကိုတယောက်ကင်မယ်ပခုံးကိုတယောက်ထိမယ်ခေါင်းကိုတယောက်ထိမယ်ပြီးတော့ဒုဒူးစင်နေရာကိုတယောက်ထိမယ်ပြီးတော့ခြေချင်းဝက်နေရာကိုတယောက်ထိမယ်တိချာအဲခါးရဲ့ပခုံးရဲ့ဟို ဒီဒူးစစ်ရဲ့ဒီဟိုတေချာကင်ပြီးတော့90ဒီဂရီပေါ့နော်ထောင်လိုက်မယ်တစောင်းအနေထားလေးပေါ့နော်ဘေးဆောင်အိတ်တဲ့ပုံစံလေးတေချာထောင်လိုက်မယ်ပြီးခါကျရင်ကျွန်တော်တို့အောက်ကနေထန်းစင်ကိုလူနာရဲ့အောက်ကနေထည့်လိုက်မယ်လူနာကိုကြောပေးတဲ့ဘက်ကနေထန်းစင်ကိုထည့်ပြီးတော့လူနာကိုခေါင်းရဲ့ပခုံးရဲ့ခါရဲ့ဒီဒူးစစ်ရဲ့ဒီခြေချင်းဝဲရဲ့တေချာကင်ပြီးတော့တေချာထိန်းပြီးတော့ထန်းစင်ပေါ်အိတ်တဲ့အနေထား ထားရမယ်ပေါ့နော်ဒါလူနာကိုတဲတဲ့ဒီပေါ့နော်တတိမေးရတဲ့လူနာဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကလူနာကိုပက်လက်အနေထားထားလိုက်မယ်ကျွန်တော်စစ်ဆေးရမယ်အချက်၃ခုရှိရပါတော့အင်္ဂလိပ်လိုအတူကဆိုရင် A B C A B C ပေါ့ဗျာအလွယ်မှတ်ထားလိုက် A ဆိုတာ airway ပေါ့နော်ဒီအသက်ရှူလမ်းကြောင်းပိတ်လားမပိတ်လားဆိုတဲ့စာကျွန်တော်တို့ကြည့်မယ်ပေါ့နော် airway ပိတ်နေလားပွင့်နေလားဆိုတော့ကျွန်တော်တို့ကြည့်ရမယ်ပြီးရင်အမှတူပစက်ထဲမှာ ်တွေးတွေရှိနေလားတွေးခဲတွေရှိနေလားကျွန်တော်တို့မှချွဲတွေနဲ့ပိတ်နေလားဒါမှမဟုတ်တခြားအရာတွေပိတ်နေလားဒါကိုကျွန်တော်တို့ကြည့်မယ်နော်ပြီးခါကျတော့ breathing ပေါ့နော် B ဆိုတာ B ဆိုတာ breathing ဆိုတာအသက်ရှူမှု ရှိမရှိပေါ့နော်အဲ့ဒါကိုကျွန်တော်တို့စစ်ဆေးမယ်ပြီးရင် circulation တွေးလေပတ်မှုရှိမရှိပေါ့နော် C ဆိုတာ circulation တွေးခုံလုံးတိုင်းတဲ့နေရာတွေရှိတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကလက်လေးနဲ့ကြိုင်ပြီးတော့ကျွန်တော်တို့တိုင်းကြည့်မယ်နော်ဒီ၃ချက်ကအရေးကြီးရပါတော့ ကျွန်တော်တို့နှလုံးမခုံတဲ့လူနာပေါ့နော်အဲ့လူနာကိုကျွန်တော်နှလုံးဘယ်လိုပြန်နိုးမလဲဆိုတော့ကျွန်တော်တို့ရဲ့လက်ကိုအရင်ဆုံးတော့လက် position လက် position ကိုကျွန်တော်ပုံမှန်ပြထားတဲ့အတိုင်းလုပ်မယ်ပြီးခါကျရင်ကျွန်တော်ရင်ဘက်ရဲ့အလဲပေါ့နော်အလဲဆိုရင် smite process ပေါ့နော်ဒီရင်ညွန့်ရိုးရင်ညွန့်ရိုးကနေလက်နှချောင်းလက်လက်နှလုံးပေါ့နော်လက်နှလုံးဟောလက်လက်နှချောင်းပေါ့ကျွန်တော်လက်ညိုးလက်ခလဲပေါ့နော်အဲ့လိုယူလိုက်ယူပြီးတော့ရင်ညွန့်ရဲ့အထက်မှာ ျွန်တော်ရဲ့လက်ဖနှောင်းကိုထားရမှာပေါ့နော်ကျွန်တော်ပုံမှန်ပြထားတဲ့ပုံစံအတိုင်းထားမယ်ထားပြီးတော့ကျွန်တော်တို့ကအရေအတွက်30ပေါ့နော်အကျိန်30ဖိလိုက်လွတ်လိုက်ဖိလိုက်လွတ်လိုက်လောက်ရမယ်ပေါ့နော်အဲ့လိုဖိမယ်ပြန်ပြန်ကြွမယ်ဖိမယ်ပြန်ကြွမယ်အဲ့ဒါနလက်မခွဲပေါ့နော်နလက်မနေနလက်မခွဲဒီနှိမ်တော့ဖိမယ်ပြီးရင်အပေါ်ပြန်တင်မယ်အဲ့ဒါအရေအတွက်30လုံးမယ်သူလောက်ရမယ်နှုံးကကြောင့် rate ပေါ့နော် rate per minute ဆိုရင်သူက10မိနစ်မှာအကျိန်120လောက် သွားတဲ့ပုံစံပေါ့နော်အချိန်120နှုန်းနဲ့ကျွန်တော်တို့ကအရေးအတွက်30ပဲလောက်ရမှာအရေးအတွက်30လောက်မယ်လောက်ပြီးတော့ဆိုတာနဲ့ကျွန်တော်တို့ကလူနာရဲ့ခေါင်းရင်းကိုတွားမယ်တွားပြီးခါကျရင်ကျွန်တော်အတက်ကိုတော့ဝါကြီးရှူတွင်းမယ်ကျွန်တော်တို့အတက်ကိုတော့ဝါကြီးရှူတွင်းပြီးတော့လူနာကိုတော့ကြောဆွဲထားမယ်နော်ဒီချင်းလစ်ကျွန်တော်အမှပုံမှန်ပြထားတဲ့အတိုင်း position တိုင်းထားမယ်ထားပြီးခါကျတော့နှခေါင်းလက်တစ်ဖက်ကပိတ်ထားပြီးတော့လေကိုမုတ်တွင်းရမယ်လေမုတ်တွင်းတဲ့ကြာချိန်က5စက္ကန့်ထက်ပိုရအောင်ပေါ့နော် လေးနခါမုတ်တွင်မယ်လေးမုတ်တွင်တဲ့နေရာမှာကျောင်းဆစ်စီရမှာကျောင်းလေးမုတ်တွင်တဲ့ချိန်မှာဒီရင်ဘက်လူနာရဲ့ရင်ဘက်ကဖောင်းတက်လာလားမဖောင်းတက်လာဘူးလားသူကလေးမုတ်တွင်တာမန်တယ်ဆိုရင်ဖောင်းတက်လာမယ်ပြီးရင်ပြန်ပိန်ပါမယ်ပေါ့အဲ့လိုလုပ်ရမယ်ပေါ့နော်အဲ့လိုကျွန်တော်တို့ဇက်တိုက်လုပ်ပြရမယ်ပေါ့နော်ကျောင်းအချိန်30ဖိမယ်ဖိပြီးတော့ရင်လေးမုတ်တွင်မယ်လေးမုတ်တွင်တဲ့ချိန်မှာကျောင်းပြန်လဲဆန်းစေးရမယ်ဒီလူနာအသက်ရှူလာပြီလားတွေးပြန်ခုံလာပြီလားဆိုတာကျွန်တော်တို့ ပြန်လဲဆန်းစစ်အဲ့ဆန်းစစ်တာကလေ၅စက္ကန့်ထက်ပိုလို့မရဘူးနော်မခုံသေးဆိုကျွန်တော်လူနာကိုဒီနှလုံးပြန်ခုံလာအောင်ကျွန်တော်တို့ပြန်လုံမယ်ပေါ့နော်ဒီပုံစံတိုင်းပဲအချိန်30ဖိမယ်ဖိကကြရင်လေးနှခါရှူတွင်းမှုလေးလေးမုတ်ထဲပေးပဲပေါ့နော်အဲ့တိုင်းတွားရမယ်ပြီးရင်ကျွန်တော်ပြန်လဲဆန်းစစ်မယ်လူနာအတက်ရှူလားမရှူလားနှလုံးပြန်ခုံလာလားဆိုတော့ကျွန်တော်တို့ပြန်လဲဆန်းစစ်ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့လူနာကိုဒီလို့ နှလုံးခုန်အောင်ဖိတဲ့နေရာမှာသတိထားမယ်အချက်ရှိရပါတော့လက်ကဖြောင်းနေရမယ်လက်ကွေးနေလို့မရဘူးနှလက်မနေနှလက်မခွဲထိနှိမ့်သွားအောင်ဖိရမယ်ပြရကြရင်ပြန်လွတ်ရမယ်ပေါ့နော်အဲ့မှာကျွန်တော်ကနှလက်မနေနှလက်မခွဲကြော်သွားတယ်ပေါ့နော်ပြီးနှလက်မမရောက်ဘူးမပြည့်ဘူးဆိုတော့ကျွန်တော်လှုပ်တာ effective ပေါ့နော်အကျိုးတရားမှုမရှိဘူးပြီးကြတော့ကျွန်တော်ကအရင်ကြီးလှုပ်လိုက်မယ်ဆိုလဲသူလူနာအဆောင်မှာအကောင်ကြီးကိုလှုပ်လိုက်မှနန်ယိုးကျိုးသွားတော့ဒီနန်ယိုးကကျိုးပြီးနှလုံးထဲစိုက်ဝင်သွားတော့ဘာလို့အဲ့လိုလဲ ဖြစ်သွားနိုင်တယ်ဒီမှာ CPR မလုပ်ခင်ကျွန်တော်တခြားဆေးရမယ်ဆိုတာဒီနိုင်ရိုးတွေပါကြိုးနေလားပါလားဆိုတာကျွန်တော်တို့ကအဲ့ဒါကိုလည်းကျွန်တော်တို့တခြားဆစ်ဆေးပေးရမှာပဲဖြစ်ပါတယ်လူနာနှလုံးနှိုးပါဘောနော်ဒီနှလုံးပြန်နှိုးတော့အောင်မြင်လားမအောင်မြင်လားဆိုတာကျွန်တော်လူနာတွေးခုံတော့ရှိမရှိကျွန်တော်ဆစ်ဆေးရမယ်ပြီးကကြတော့အသက်ရှူမှုရှိမရှိဆစ်ဆေးရပါဘောနော်ကျွန်တော်အသက်ရှူမရှိမှုလူနာအသက်ရှူလားမရှူလားဆိုဘယ်လိုဆစ်ဆေးမလဲဆိုသူ့ရဲ့လူနာရဲ့နှာခေါင်းနဲ့ကိုယ်နှရွက်နဲ့ကပ်ပြီးတော့အသက်ရှူတယ်ကြားလားမကြားလား နားထောင်မယ်ပေါ့နော်ပြီးတော့ဆန့်ပေါ့နော်လေးဝင်လေးထွက်လေးတိုးတဲ့ဆန့်လေးရှိလားအဲ့ဒါကိုကြည့်မယ်ပြီးကကြတော့ဒီသူ့ရဲ့ရင်ဘက်ကိုကြည့်လို့ရရင်ဘက်ကမောက်တက်လာမယ်ပြီးရင်ပြန်နှိမ့်သွားမယ်သူအတက်ရှူနေလားမရှူနေလို့သာဆိုတာကိုကျွန်တော်စစ်ဆေးရမယ်ပေါ့နော်အမှနောက်တော့ကျွန်တော်တွေးခုံနှုံးလည်းစစ်ဆေးရမယ်တွေးခုံနှုံးစစ်တဲ့နေရာကျွန်တော်ပြပြမယ်ပုံမှန်မှလည်းပြပြမယ်ကျွန်တော်ပုံမှန်ပြထားတဲ့အတိုင်းတွေးခုံနှုံးစစ်ဆေးလို့ရတဲ့နေရာ၉နေရာရှိရပေါ့နော်အများဆုံးကတော့ကျွန်တော်တို့ကဒီလေဘင်းမှာလည်းစစ်တယ်ပေါ့နော်လေဘင်းမှာစစ်တယ်ပြီးကကြရင် ဒီလက်ကောက်ဝဲပေါ့နော်လက်ကောက်ဝဲမှာကျွန်တော်ကလက်၃ချောင်းနဲ့လက်ကျွန်တော်ပုံထဲမှာပြတဲ့အတိုင်းအဲ့ဒါလေးဖိလိုက်ဖိဖိလေးဖိလိုက်အရင်တော့ဖိလို့လည်းမရဖိဖိလေးပဲနော်ဖိဖိလေးဖိပြီးတော့တွေးခုံတယ်ဆိုရင်လက်မှာလာတိုးပါပေါ့ဒုတ်ဒုတ်ဒုတ်ဆိုအဲ့တွေးခုံနေတဲ့ဥစ္စာလေးလာတိုးတယ်အဲ့အဲ့နေရာတွေမှာတွေးခုံတော့တွေးခုံလားမခုံလားဆိုတာဒါစစ်စစ်တရားစစ်စစ်ပြရမှာပဲဖြစ်ပါတယ်ကျွန်တော်လူနာက အသက်လည်းပြန်ရှူလာပြီးတွေးခုံတာလည်းတွေးခုံလုံးလည်းပြန်ရရောအခါကြာရင်လူနာရောဒီတိုင်းပလက်အနေထားထားလို့တော့မရဘူးကျွေး recovery position ဆိုတာရှိတယ်ကျွန်တော်ပုံထဲမှာပြထားတဲ့ပုံစံပေါ့နော်အဲ့ပုံစံအတိုင်းလူနာကိုထားပေးရမယ်ပြီးကြကြထားပြီးတော့ရင်လည်းကျွန်တော်တို့ပြန်ပြီးတော့လူနာတွေးခုံနေလားအသက်ရှူနေလားဆိုတော့လည်းကျွန်တော်တို့ကဘယ်လိုဆိုတော့ပြန်စစ်ဆေးပေးနေရပါတော့အဲ့ဒီပုံစံအတိုင်းလေးထားပြီးတော့ကျွန်တော်စစ်ဆေးပေးနေရပြီးရင်တက်ဆိုင်ရအောင်ခေါ်ပြီးဆေးရုံပို့ပါတော့ပါတော့ကျွန်တော်လောက်ရမှာပေါ့နော် ကျွန်တော်ပုံထဲမှာပြထားတဲ့အတိုင်းတေချာလေးအဲ့ recovery position လေးထားပေးနေရမှာပေါ့နော်လူနာောနောက်တစ်ခုကျွန်တော်ပြောချင်တာကဘာလဲဆိုထိခိုက်ဒဏ်ရာရပြီးတွေးထွက်လွန်နေတဲ့လူနာပေါ့နော်အဲ့လိုလူနာမျိုးတွေ့တယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုကယ်တင်မလဲပေါ့နော်ရှေးဥတုနာပြုစုနေတဲ့ဘယ်လိုကယ်တင်မလဲဆိုကျွန်တော်တို့ကတူဒဏ်ရာဘယ်နာမှာတွေးထွက်နေလဲဆိုတာကိုကျွန်တော်အရင်ကြည့်ရမှာပေါ့နော်ဥမာလက်မှာဖြစ်တယ်ပေါ့နော်ဒီလက်ကဝဲအောက်မှာဒီတံတောင်ဆေးအောက်မှာဖြစ်တယ်ပေါ့နော်ဒီတံတောင်ဆေးအောက်မှာပြက်သွားပဲဖြစ်ဖြစ် အဲ့လိုထိခိုက်ပြီးတော့တွေးတွေပန်းထွက်နေရပဲဖြစ်အဲ့လိုဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့အဲ့တွေးထွက်တဲ့နေရာကိုဒီအနာပေါ့နော်အနာဖြစ်နေတဲ့နေရာကိုနှလုံးထက်အမြင့်မှာပေါ့နော်ထားလိုက်မယ်နှလုံးထက် level အမြင့်မှာထားရမယ်ထားပြီးတော့အဲ့မှာ tourniquet ဆိုရဲစားရှိအဲ့ဒါနဲ့စီးပေးရမှာပေါ့နော်အဲ့ဒါဘာနဲ့လုပ်လို့ရလဲဆိုတော့ကျွတ်စာတွေနဲ့လုပ်လို့ရတယ်ကျွတ်စာတွေဒီ rubber ကြက်ပေါင်ကြက်ပေါင်စာတွေပေါ့နော်ဒီတေးတေးပင်းအထူတွေအဲ့လိုမျိုးအစာတွေနဲ့စီးပေးရမှာပေါ့နော်ဘယ်လိုစီးရမလဲဆိုတော့ကျွန်တော် ဒီလက်တထောင်စေးအောက်မှာဖြစ်တယ်ဆိုရင်ကြောဒီလက်မောင်းပေါ့နော်ဒီတထောင်စေးရဲ့အထက်လက်မောင်းရဲ့အလေအပေါ်နားလောက်မှာကျွန်တော်တို့ကအရင်ဆုံးလက်ကိုအရင်မြောက်ထားမယ်မြောက်ထားရတော့ကျွန်တော်ခုနကပြောတယ်အဲလက်မောင်းရဲ့အလေအပေါ်နားလောက်မှာကျွန်တော်တို့အဝိစမတူမပားလေးပေါ့နော်ဒီအဲ့ဒါလေးခံလိုက်မယ်ဒီတိုင်း rubber band ကိုဒီတိုင်းတွားစီးလို့တော့မကောင်းပေါ့နော်လူနာအတွက်လည်းမကောင်း rubber band ကိုဒီတစ်ခါလေးမစီးဘူးဥမာကျွတ်စားဖြစ်ဖြစ်ပါဖြစ်အဝိစလေးအဲမထူမပားလေးခံမယ်ပေါ့နော် ခံပြီးကြကြမှာအဲတွေးတိတ်အောင်တေချာလေးစီးပေးရမယ်တေချာစီးပေးပြီးတော့ကျွန်တော်10မိနစ်နေရင်စောင့်ကြပါစီးပြီးသွားလို့10မိနစ်နေရဆိုဒါတွေးတိတ်ရမယ်အတွေးမတိတ်ဆိုကျွန်တော်တို့စီးရတဲ့ဟာယော့နေလို့ပေါ့နော်ပရက်ရှာယော့နေပြီအဲ့တော့ကြောင့်မို့ကျွန်တော်တို့ကအဲတေချာတွေးတိတ်တဲ့အထိကျွန်တော်တို့စီးပေးရမယ်ဥပမာ6မှာဖြစ်တယ်ဆိုရင်လည်း6ကိုကျွန်တော်တို့ကဒီနှလုံးထဲအမြင့်ပါပေါ့နော်ဒီ6ကိုနည်းနည်းလေးမြောက်လိုက်မယ်နည်းနည်းအပေါ်မြင့်လိုက်မယ်ပေါ့နော်အပေါ်နည်းနည်းမြင့်ပြီးတော့ဥပမာဒူကောင်းအောက်လောက်မှာဖြစ်တယ်ဆိုရင်ကျွန်တော်ဒီပေါင်အလေလောက်မှာ ကျွန်တော်တို့ကအဝတ်စလေးမထူမပါခံပဲခံပြီးတော့ကျွန်တော်ဥမာကျွတ်စပဲဖြစ်ဖြစ်ဒီ rubber ဘင်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကကြက်နေအောင်စီးပဲပေါ့နော်တွေးမထွက်တော့အဲကျွန်တော်စီးပြီး10မိနစ်လောက်ဆောင်ကျင်ဒါတွေးရတိတ်သွားမှာပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုကျွန်တော်စီးရယော့နေလို့အာတေချာလေးစီးမယ်စီးပြီးတော့ကျွန်တော်ထားရမယ်ပေါ့နော်လူနာတင်ကားလာတဲ့အထိကျွန်တော်တို့ဆောင်ရမယ်ဒါတွေးထွက်မလုံအောင်လုပ်လာအမှအဲ့အဲ့လိုစီးတဲ့နေရာမှာအရေးကြီးတဲ့အချက်တစ်ခုရှိရပါလဲဆိုတော့ကျွန်တော်တို့ကစီးထားတာက ကြာနေလူနာတင်ကမလာသေးဘူးဆိုတော့ဒါကျွန်တော်တို့ကပြန်ဖြီးပေးရမယ်အဲ့ဒါအတူအချိန်ရဘူးလဲဆိုတော့တနာရီခွဲကနေနှစ်နာရီထိပဲပေါ့နော်ကျွန်တော်ဥမာ၈နာရီတိုးမှစီးရစီးတဲ့အချိန်ကိုကျွန်တော်တို့ကမှတ်ထားရအဲ့ကျွဆာနဲ့စီးလိုက်တဲ့အချိန်ကိုမှတ်ထားမယ်၈နာရီတိုးမှစီးရဆိုရင်ကျွန်တော်တို့က9နာရီခွဲ10နာရီလောက်ကြာရင်ကျွန်တော်တို့ကပြန်ဖြီးပေးရမယ်10မိနစ်ပြန်ဖြီးပေးရမယ်တွေးပြန်ရှောင်းအောင်လုပ်ပေးရမယ်ပေါ့နော်အဲ့လိုမလုပ်ဘူးဆိုရင်အောက်ကဒီကြွက်သားတွေဒီ tissue တွေပေါ့နော်အဲ့ဒါတွေကပုတ်သွားမှာပေါ့နော်အောက်ကမလူလာအပ်တဲ့အားတွေဖြစ်မှာပေါ့နော်ဥမာ ဒူကောင်အောက်ကဖြတ်ရမယ့်ဥစားဒီဒူကောင်အထက်မှာဖြတ်ရတော့ဘာလို့ဖြစ်သွားမှာဘာလို့လဲဆိုတော့ကျွန်တော်တွေးပြန်မလျှောက်တော့ဘူးเนาะဆဲတွေတီးသွားတယ်တော့ကျွန်တော်အဲ့တော့ကျွန်တော်ဘာလို့လဲဆိုတော့အဲတနိုင်ခွင်းတနာကြီးစီးမယ်စီးပြီးတော့ရင်10မိနစ်တွေးချောင်းအောင်ပြန်ဖြီးပေးမယ်ပြီးကြကြရင်နောက်ထပ်တနိုင်ခွင်းတနာကြီးပြန်စီးပေးမယ်နော်အဲ့ပုံစံအတိုင်းတွားပေးရမှာပေါ့နော်အဲ့လိုအဲ့ပုံစံအတိုင်းစီးပြီးတော့ကျွန်တော်လူနာတင်ကလာတာအထိကျွန်တော်တို့စောင့်ပေးရပဲပေါ့နော်ဒါကတော့ကျွန်တော်ဒီထိခိုက်ဒဏ်ရာရထားတဲ့လူကိုဒီတွေးထွက်လွန်ပြီးတော့မတေးအောင်ပေါ့နော်ဘလို့ မန်နေမန့်ပေါ့ဘလို့ရွှေဥတုနာပြုစုနေနဲ့ဘလို့ကေတင်မလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြပေးရပဲဖြစ်ပါတယ်ဒီတိုနီကတ်စီးတဲ့ဥစ္စာနဲ့ပတ်သက်ပြီးအမားရွေးနေလဲရှိရအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အဲ့လိုအလုံးသေးတဲ့ဟာပေါ့နော်အပြားသေးတဲ့အဲ့လိုကျွတ်စာတွေပိုင်းနဲ့စီးလို့မြောက်အ ਨੇ ဆုံးနှစ်လက်မှခွဲပေါ့နော်သုံးလက်မှလောက်အလောက်လောက်ရှိတဲ့အပြားနဲ့ပေါ့နော်အဲ့လိုအပြားလိုက်ပဲစီးရမယ်ပေါ့နော်ခလိုကြီးဘယ်လိုဆိုတော့အဲ့လို ကျိုးလုံးတေးသွားလို့အဲ့လိုပုံစံဖြစ်အောင်မစီရအောင်အပြားလိုက်ပဲအပြားလိုက်ပဲခြာရမယ်ဗောနောကျွန်တော်ပတ်တဲ့နေရာမှာဒီလိုပတ်ပြီးစီရနေရာမှာအပြားလိုက်ပဲဖြစ်ရမယ်ပြီးကကြတော့ကျွန်တော်အဝိစမထူမပါလေးတီချာပေါက်ခံပြရမယ်ဥမာလက်ကင်ဘွားကိုလေရနှခေါက်တုံးခေါက်လောက်ခောက်ပြီးပတ်ပြီးမှစီရလို့လုပ်တယ်အဲ့လိုမလုပ်ပဲဓာတ်ရကြီးသွားစီးမယ်ဆိုရင်ဒါ tissue damage တွေ ပါဘောเนาะအမအရေပြားပေါ်မှာရှိတဲ့ဆဲလေးပါလေးတည်သွားနိုင်တဲ့တိုက်ရိုက်ကြီးသွားစီးတယ်ဆိုရင်เนาะအတိုက်ရိုက်မစီးပဲနဲ့ဒီလိုအပြားလိုက်လေးစီးပေးရမယ်စီးတဲ့နေရာမှာလည်းဒီအပြားလိုက်ပဲကြာနေအောင်အဲ့တော့လိန်ပြီးတော့အဲဒီအပြားတီးရောတော့ဘာလို့အဲ့လိုပုံစံမဖြစ်ရဘူးเนาะလိန်ပြီးစီးရတော့ဘာလို့မဖြစ်ရဘူးအဲအဝိဆာလေးတခြားခံပြီးတော့စီးပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကြောက်ဘာလဲဆိုတော့ကျွန်တော်တွေးထွက်နေတဲ့အနာဘောเนาะအဲအနာဘောဒဏ်ရာဘောကြောက်ဘာလို့ရမလဲဆိုတော့ကျွန်တော်တို့ကဆေးဝါးရည်ရှိရဆိုရင်ဆေးဝါးရည်နဲ့လောင်းပြီးတော့ဆေးပေးပေါ့เนาะ ဟိုဆေးဝါးရေမရှိဘူးဆိုလဲအနာပေးပွားနေဆိုရေအတန်းနဲ့ဆေးပေးပြီးရင် NS ပေါ့နော် NS ဆိုကျွန်တော်စားရေပေါ့နော်အဲစားရေနဲ့လောင်းချပြီးဆေးပေးလို့ရရပါနော်အဲ့လိုဆေးပေးပြီးရင်ကျွန်တော်ဟိုပတိလေးနဲ့ပေါ့နော်ပတိလေးအတန်နဲ့ပတ်ထားပြဖြစ်အဝိစာအတန်ပေါ့နော်ဥမာလက်ကင်ဘွားအတန်လို့ပါအောင်လဲအဲ့လိုတေချာပတ်ပြီးဟိုလိုဖောက်ဖောက်လေးပေါ့နော်အရင်အကြက်ကြီးလည်းမဟုတ်ဖောက်ဖောက်လေးအဲ့လိုစီးထားပြရဖုံးအုပ်ထားပြရပေါ့နော်နောက်တစ်ခုအရေးကြီးရပါတော့အနာဘောအဲ့လိုအရက်ပြန်ဓာတ်ရိုက်ကြီး လောင်းလိုက်တာပေါ့နော်အဲ့လိုအရက်ပြန်ဒိုက်ရိုက်ကြီးလောင်းလိုက်တာမျိုးတော့မလုံနဲ့ပေါ့နော်အရက်ပြန်မလောင်းဘဲနဲ့ကျွန်တော်တို့ဘီတာဒင်းဆေးဝါးရေဖြစ်ဖြစ် NS ပေါ့နော် NS ဆိုတာအဲစားရေစားရေမရှိဘူးဆိုတော့ကျွန်တော်ရေအတန့်နဲ့ပေါ့နော်အဲ့လိုလောင်းချဆေးပြီးရင်အဲ့ဖုံတွေတဲတွေပေါ့နော်တန့်စင်ပြီးတော့ကျွန်တော်တို့ကဟိုဟာလေးနဲ့ပါလေအဝိစာအတန့်ဖြစ်ဖြစ်ပတိလေးအတန့်ဖြစ်ဖြစ်အဲ့လိုလေးနဲ့ပတ်ပြီးစီထားပေးရပါမယ် နောက်တစ်ခုကျွန်တော်ပြောပြချင်တာကတော့မီးလောင်တန်ရာရထားတဲ့လူနာပေါ့နော်အဲ့လူနာကိုကျတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ဥမာကျွန်တော်မီးလောင်လာတဲ့နေရာပေါ်မှာရှိတဲ့အဝိစားတွေကိုကျွန်တော်တို့ကဖယ်ထုတ်ရဥမာအမလက်မှာလောင်တယ်လက်တွေခြေထောက်တွေမှာလောင်ထားရဆိုအဲ့ပုံမှာရှိတဲ့တင်းကျက်နေတဲ့အဝိစားတွေကိုကျွန်တော်တို့ကဖယ်ထုတ်ပြရမှာပေါ့နော်ဥမာဖြဲပြီးတော့ထုတ်ပြတာပဲဖြစ်ဖြစ်အဲ့လိုလုပ်ရမှာပြီးကကြရင်အဲ့အနာပေါ်ကိုကျွန်တော်တို့ကရေမများများလောင်ချရပေါ့နော်ဥမာ ဥမာဒံရမီးလောင်ထားတဲ့ပုံမှာတဲတွေကတ်နေလားအမုံမွားတွေမိုက်တွေပေါ့နော်ဒီမတက်ရှင်းတဲ့အရာတွေကိုကျွန်တော်တို့ကရေနဲ့လောင်းချပြီးတော့ဆေးထုတ်ပြရမယ်ပြီးကကြာအခုနောက်ကျွန်တော်ပြောတဲ့နီလန်ပဲဥမာဘီတာဒင်းရှိရဆိုဘီတာဒင်းအရင်နဲ့လောင်းလောင်းပြရမယ်ပြီးရင်ဘီတာဒင်းမရှိဘူးဆိုစားရင်လည်းလောင်းပြရမယ်ပေါ့နော်အဲ့ဒါမရှိဘူးဆိုမှကျွန်တော်ရေတန့်လေးနဲ့တေချာ ဟိုဟာလုတ်ပြီးတော့အဝိစာအတန့်လေးနဲ့ပေါ့နော်အကြက်ကြီးမဟုတ်အဲ့လိုအနာပေါ့ဖုံမှုတွေမဝင်အောင်ပေါ့နော်ကာပါလုတ်တဲ့အနေထားနဲ့ပဲကျွန်တော်တို့ကဖွဖွာလေးပေါ့နော်ဖုံးအုပ်ထားပေးရမှာပဲဖြစ်ပါတယ်ဒါမီးလောင်တဲ့လူနာကိုဒါပြုစုတဲ့နေကျွန်တော်ပြောပြပါပေါ့နော်ဒီအရေးပေါ်မီးလောင်လဲဆိုရင်ကျွန်တော်တို့အဲ့ဒါရပေါ်ရေလောင်းမယ်ပြီးအဲ့အပေါ်အဝတ်တွေခွာထုတ်မယ်ပြီးကကြောင်းကျွန်တော်တို့ကလူနာတင်ကားခေါ်မယ်လူနာတင်ကားလာတဲ့အထိကျွန်တော်တို့စောင့်မယ်ပေါ့နော် ကျွန်တော်ရှေ့မှာပြောထားတဲ့နှလုံးနှိုးစွားတဲ့နီးပေါ့နော်ဒါနှလုံးပြန့်ခွန်အောင်လုပ်တာဒါလူကြီးတွေအတွက်ဖြစ်ပါတယ်ကလေးတွေအတွက်ကြတော့အော်လက်နှစ်ချောင်းနဲ့ပဲအသုံးပြုရပဲပေါ့နော်ဒီဟိုဟာမှာသူရင်ဘတ်အလေတက်တက်ပေါ့နော်အဲလူကြီးဤနေရာလောက်မှာပဲသူကလက်လက်ညိုးရဲ့လက်ခလေနှစ်ချောင်းနဲ့အသုံးပြုရမယ်အသုံးပြုပြီးတော့သူက rate ကတော့အဲအချိန်100နဲ့120 rate လောက်ဖြစ်မယ်တက်မတက်ကိုအချိန်100နဲ့120 rate လောက်နဲ့ဟိုဟာအချိန်30ဖိပေးရမယ်နှစ်ခါအသက် ရှူတွင်းပေးရပဲပေါ့နော်အဲ့ဒါကြတော့ तू ကဖိရမဲ့အဲဘောရင်ဘက်ဖိရမဲ့ဥစားလူကြီးနဲ့မတူပါဘူး तू ကကလေးကြရင် तू ကတလက်မခွဲကနေနလက်မအထိပဲဝင်တော့ဖိရဥမာတလက်မခွဲပေါ့နော်တလက်မခွဲနလက်မအဲ့ကြားတဲ့ပဲဖိရအဲ့ထက်ကြော်အောင်တွက်ဖိလို့မရအောင်နော်လူကြီးလူမျိုးတွက်ဖိလို့မရပါဘူးအဲ့ဒီချက်လည်းအရေးကြီးပါတယ်နောက်ဆုံးအချက်အနေနဲ့ကျွန်တော်ပြောပြချင်တာကတော့ဒါရွှေဥတုနာပြည်စုအနေနဲ့ပတ်သက်တဲ့အလွဲမားတွေပေါ့နော် အဲလွဲမရပါလဲဆိုတော့ဒီလူနာကိုနှလုံးနှိုးစွားတဲ့နေရာမှာကျွန်တော်တို့ကဒီနံရိုးကျိုးနေလာပါလားဆိုတော့ကျွန်တော်တို့စစ်ဆေးရမယ်ပြီးကြကျွန်တော်တို့လက်နဲ့ဒီနှလုံးခုန်အောင်ပြန်လှုပ်တဲ့အချိန်မှာလက်ကိုမကွေးထားရအောင်ပေါ့နော်အဖြောင့်တိုင်းထားရမယ်အဖြောင့်တိုင်းထားပြီးတော့တေချာစနစ်တကျဘယ်လိုဆိုနလက်မနေနလက်မခွဲဝင်သွားတဲ့ဖီလိုက်လွတ်လိုက်အဲ့လိုအချိန်30လှုပ်ပေးရမယ်ဟိုဟာတရားနေ120နှုန်းပေါ့နော်အဲ့ rate နဲ့ကျွန်တော်တို့လှုပ်ပေးရမယ်ပြီးရင်အတက်ကိုနှခါပြန်ရှူအောင်လေမုတ်တွင်ပေးရမယ်ပေါ့နော်အတက်ရှူရနှခါလှုပ်ရမယ် အမှကျွန်တော်လက်ဖိတဲ့နေရာမှာတီချာဟိုဂယူးဆိုင်ပြေးစီချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့လူနာအဆောင်အကောင်ကြီးကျောင်းလှုပ်လိုက်မှနန်ယိုးကျူရွာတို့ပါတို့ဖြစ်သွားတတ်တယ်အဲ့တော့လေလူနာနန်ယိုးကျူနေလာပါလားရှိမရှိဆိုတာတေချာစစ်ဆေးပြီပေါ့နော်တေချာစစ်ဆေးပြီမှလှုပ်ပေးရမယ်နောက်တစ်ခုကကျောင်းလေမုတ်တွင်းတဲ့နေရာလေမုတ်တွင်းတဲ့နေရာမှာလည်းကျွန်တော် airway ရမပွင့်ဘူးနှာခေါင်းကြီးလည်းဖွင့်လာပြီးတော့လေမုတ်တွင်းပြရဲဆိုရင်ကျွန်တော်လေမုတ်တာပဲရှိမယ်လူနာကဘယ်လိုဆိုအဆုတ်ထဲကိုလေမွင့်ဘူးပေါ့နော်အဲ့တော့လေမုတ်တဲ့ဥစ္စာကိုလည်းတေချာ queue site ပေးရမယ်နောက်တစ်ခု ။ဟာကြတော့အရေးပေါ်မှာလူတွေမားနေတဲ့အချက်တွေတခုရှိရယ်ပေါ့နော်။ဥမာ accident ဖြစ်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်တာတခုခုဖြစ်သွားလူနာတတိမေ့နေရယ်လူနာအဲ့ဘယ်လိုလဲတတိယတစ်ချက်မြတ်တစ်ချက်ဖြစ်နေရယ်ပေါ့အဲ့လိုမူးလဲရပဲဖြစ်ဖြစ်အဲ့လိုဖြစ်နေတဲ့အချိန်မှာဘာလို့မြန်မာလူမျိုးတော်တော်များပေါ့နော်ဘာလို့လဲလဲဆိုတော့အလူနောက်ရေတိုက်ရေတိုက်ဆိုအမေရိကန်အချိန်မှာလုံးဝရေမတိုက်ပါနဲ့ရေတိုက်ရင်သူကသူကိုယ်တိုင်ကမှဘယ်လိုလဲဆိုတော့တတိမေ့နေလား တတိယတစ်ချက်မရတစ်ချက်အဲ့လိုဖြစ်နေတာပေါ့အဲ့လိုဖြစ်နေတဲ့အချိန်မှာရေတောက်လိုက်ရေလည်းမတောက်နိုင်ဘူးပေါ့နော်အဲ့မှာရေတိုက်လိုက်တဲ့ခါမှာမဖြစ်သွားလဲဆိုတော့ဘယ်လိုဆိုအဆုတ်ထဲကိုရေတွေရောက်သွားတာပါတို့အဲ့လိုဖြစ်တဲ့ပေါ့နော်အတက်ရှူလမ်းကြောင်းထဲကိုရေတွေရောက်သွားပြီးတော့ပူဆိုးသွားစီနေတယ်အဲ့လိုရေတိုက်တာတော့ပါမလုံနဲ့ပြီးရင်လူနာကိုဆွဲထုလိုက်တာတော့ပါတို့မလုံရအောင်ပေါ့နော်လူနာတချို့ကအဲ့လိုထထိုင်ငန်းလိုက်တာတော့ပါအဲ့လိုဆွဲထုလိုက်တာတော့ပါလှုပ်လိုက်တဲ့ခါမှာဘာလို့ဆိုတော့အဲအုံနောက်ကိုတွေးမရောက်တော့တာတော့ပါတို့ဖြစ်သွားနိုင်တယ်ပေါ့နော်ဥပမာ तू က ဟိုမူးတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အဲ့လိုဖြစ်သွားရဆိုဒီနှလုံးရဲ့ level နဲ့အုံနောက်ရဲ့ level နဲ့အညီပေါ့နော်အဲ့လိုမျိုးလေးအဲထားပေးရပါဘို့အဲ့မှာလဲ तू อ่ะတွေးရအုံနောက်ကို ရောက်မှာပေါ့နော်အဲတချို့ကကြတော့အလူနာကိုဆွဲထူလိုက်တာလို့ဇောက်ကနေအဲ့လိုဆွဲထူလိုက်တာလို့အဲ့လိုမျိုးမလုပ်ပါနဲ့လူနာကိုပလက်ပုံစံအတိုင်းလေးပဲထားပေးပါအဲ not not တခုကပါလဲဆိုတော့ကျွန်တော်တို့ဟိုလိုလူနာရယ်ဆိုရင်တော့အဲ့လိုအလူကအကောင်အကောင်ကြီးကနေမှမူးလဲသွားရယ်ပေါ့နော်အဲ့လို လူနာတွေပါလေဆိုရင်တော့သူအချွေတိုက်တာတော့ဘာလို့လှုပ်ပေးရအကောင်ရသူတတိယလာမှအဲ့လိုတကြားထက်ပြန်ဖြည့်ပေးရပါဘောနော်တကြားထက်ယော့သွားတယ်တကြားထက်မရှိတော့ဆိုလဲလူကအဲ့လို hypoglycemia ရပြီးတော့ hypo ရပြီးတော့အဲ့လိုတွေးတွင်းတကြားထက်နေပြီးတော့အဲ့ပြစ်လဲသွားတော့ဘာလို့ရှိအဲ့လိုလူနာကြရင်လဲကျွန်တော်ပြောတဲ့ပုံစံအတိုင်းပဲထားပေးပါနော်ထားပြီးတော့သူတတိယပြီးစိတ်ချရပြီးဆိုမှအဲ့လိုရေတိုက်ပေးစေချင်တယ်ပေါ့နော်အဲ့လိုရေရေတော့မဟုတ်ဘူးအချိုရေတော့ဘာလို့ ဟိုတိုက်ပြရမှာပေါ့နော်သူတတိရရလာပြီသူကောင်းကောင်းရေဒီပါတောက်နိုင်ပြီဆိုတဲ့အချိန်ကျမှအချိုရေးလေးပါလေတိုက်ပြပါအချိုရေးတိုက်ပြဂလူကိုပြန်တွင်းပြရပါပေါ့နော်အမှန်တော့အဲ့လိုဟိုလိုဟိုက်ပိုရပြီးတော့လဲမူးလဲထွားတဲ့လူနာဆိုရင်တော့အဲကျွန်တော်တို့ကအဲဂလူကိုထိုးပြရတော့ဘာလို့အဲ့လိုဆေးထိုးတဲ့လူရှိရဆိုရင်ဂလူကိုတွေပါလေချက်ချင်းတွင်းပြရတော့ဘာလို့ကတော့ပိုကောင်းပါလေကျွန်တော်ရဲ့ဗီဒီယိုပေါ့နော်ကျွန်တော် share ပေးတဲ့ဥစ္စာကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အဲမိတ်ဆွေတို့လည်းလူတက်တွေအများကြီးကျေနိုင်ကြပါစေ။အားလုံးကျေးဇူးတင်ပါတယ်။